မင်းကရှုံးရင်ဒီပြောက်အပြည့်ပြောပြီးတဲ့နိုင်ရင်နဲ့တမျိုးတဲ့ဆိုတော့မင်းပဲအမျိုးမျိုးပြောနေရဆိုတော့အမျိုးမျိုးပြောမနေဘူးငါဒီတိုင်းပဲပြောနေတာကြားလာပြီဟွတော်တော်များတော့ငါ့ကိုပြောမင်းကတန်ဟက်တီကြတော့အကောင်းမြင်နေအမော်ရင်ကြတော့အကောင်းမမြင်အကောင်းမမြင်တာမဟုတ်ဘူးငါတို့အသင်းကပရီးမီးယားလိမ့်မှာတတော်လေးမှတတော်လေးကိုစုံချနေတာလို့နော်ယူရိုပါလိမ့်မှာကိုယ်ထက်ပိုပြီးနိုင်တဲ့အသေးနေတဲ့တွေ့နေလို့သာဘာပဲမမမဟုတ်ပဲနဲ့ ဒါနိုင်လာလာအဲ့နိုင်လာတဲ့ပွဲကြီးတောင်မှပဲသွားကြည့်အောင် Lion လို့အသေးမျိုးကိုတောင်မှပဲ2စီးကနေမိနစ်30အတွင်း၄ဂိုးထိပြန်ပြီးခဲ့တဲ့အသင်းလို့အဲ့တော့အတ္တိလို့အသေးမျိုးကအများကြီးပြင်ဆင်လာဖို့လိုတယ်လို့ဟမ် Final မှာစပါးကမတိုက်လို့တိလားဒုတိယပိုင်းတစ်ပိုင်းလို့ပိတ်ဆော့ဖို့ရည်စူးသွားလို့ကိုကိုရီအသင်းကဒီလောက်1စီးလောက်နဲ့ရှုံးတာဖွင့်ဆိုရင်ဒီတက်တော်မှုအကြောင်းပြောရင်ကြောက်အောင်ပြောအောင်မယ် ဘယ်မေးစင်မဟုတ်လို့ကောအမျိုးကိုမိနစ်80ထားဆုံးနေတယ်အဲ့ဒီဘယ်ဘက်ချမ်းတချမ်းလို့နောက်မှလှူလျှော့အလဲမှာတော်ခုသူ့ရဲ့ရှေ့မှာမေးစင်မောက်အပီးပဲအဲ့ဒီ၃ရောလုံးဘောလုံးကလုံးလုံးမထွက်လာတဲ့အနေထားအမေးစင်မောက်ပါတယ်ဘရူနိုနောက်ပြန်ရောက်ဘရူနိုနဲ့ကက်စီနဲ့တွဲဘရူနိုပါဗျဒီနေ့ဘွယ်ကက်စီနဲ့ကောင်းနေလို့မှခံတာနေသေးတယ်อืม အဲ့တော့အစိုးရကလည်းဒီဟာကမလုံးမအစင်မပြေတော့ဘူးခေဆိုမေစင်မောက်တကောင်လေးပဲထုတ်အများကြီးထုတ်စရာမလိုမေစင်မောက်တယောက်သေးပဲထုတ်ပြီးရင်သူ့ရဲ့နေရာမှာသွားပြီးတော့ခန္ဓာချုပ်ကိုပြန်ထည့်လိုက်ပြီးပြီဒီမှာလိုအပ်နေတဲ့ကွက်လက်ကအဲ့တကူပဲအဲ့ဒီအရာကိုမိနစ်80လောက်ထိအဲ့ပုံစံတိုင်းသုံးတယ်ဟမ်တကူပဲအဲ့တကူလေးပဲငါတို့ကအချိန်ပြည့်ပြန်သွင်းနိုင်တယ်လို့များတွေးလာမသိဘူး final လို့ပွဲစဉ်မှာ1စီးနဲ့ပြီးတဲ့ပွဲတွေအများကြီးအများကြီး တကိုးရပြီဟေးဆိုလို့ကတော့အဲ့ဒါခံစစ်ပိတ်မိမိကြိုက်တလောက်တိုက်ကံကောင်းရင်တော့ជីပါကိုရမယ်ဒီနေ့လိုမျိုးကံဆိုးရင်တစ်ဖက်ကပိုပြီးစူးစားနေပိုတော်တိုက်ပတ်သေးတယ်တကိုးတော့ပဲအချိန်လေးပြန်ရနိုင်မှာရပါအောင်မေးစင်မောက်လိုကောင်မျိုးပြောတာဒီအစင်မပြေဘူးမေးစင်မောက်ကိုထုတ်လိုက်မေးစင်မောက်ကိုထုတ်လိုက်ထုတ်ပြီးတော့အဲ့ဒီနေရာမှာဂါနာဂျိုထဲလိုက် မထည့်ချင်ဘူးလူရှောလို့ကောင်မျိုးလက်ဘက်မှာလုံးဝအစင်မပြေဘူးအဲ့ကောင်ကိုလက်ဝင်းကားဘက်မှာမထိုင်ရင် ထုတ်ကိုတုံးလိုက် မဟုတ်ရင်လက်ဝင်းကဘက်မှာသွားထားဟမ်အခုကအဲ့ဒီနေရာမှာယိုရိုသွားထားတာပဲဖြစ်ဖြစ်ဟီဗန်သွားထားတာပဲဖြစ်ဖြစ်အဲ့ဒီနှစ်ကောင်သွားထားရင်တောင်မှပဲလူ short တိုက်စစ်လိုက်ပါမှုကိုမျှော်လင့်လို့ရသေးတယ်နောက်ဆုံးသူ့ရဲ့နားမှာလင်ဒီလော့တို့အီဗန်တို့ထိုင်းတော့တိုက်စစ်လိုက်ပါမှုမျှော်လင့်လို့ရသေးလူ short ရဲ့ left back ကဘာမှမျှော်လင့်လို့မရတာအဲ့ဒီရာဝီတို့တကူမြင်နေတယ်သူမြင်နေတယ်မှန်တယ်သူကငါ့ဥဒ်အများကြီးတိတယ်အများကြီးတက်လို့ဒီနေရာမှာလုံနေရတာ အများကြီးသိအများကြီးတက်နေအများကြီးလှုပ်လေလီးလို့လှုပ်လေလားတကယ်ပါနောက်ရသည်အဲ့ဒါအပြီးပြီဘာမှမျှော်လင့်ချက်မရှိတော့နောက်ရသည်ဥရောပဝင်ခွင့်လည်းမရဘူးလက်ရှိ Manchester United ကလည်းအဆင့်16နောက်ဆုံးပွဲမှာ Villa နဲ့တွေ့မယ် Villa ကိုရှုံးရင်အဆင့်18တန်းစင်းစုံရဲ့အပေါ်မှာရာသီသိမ်းမယ် င်းတို့ကမလို့ဒီနီးပြောက်ချီကျူးခြင်းလဲချီကျူးမကောင်းဘူးလဲမဟုတ်ဘူးကောင်းတယ်လဲမဟုတ်ဘူးဒါပေမဲ့ကောင်းပါတယ်ဆိုတာအမြင်နဲ့ကောင်းမနေဘူးเนาะမောင်ရင်လိုကောင်းမျိုးဖလားတွေအမြင်နဲ့ရတယ်ဆိုတာကောင်းပါခဲ့လို့ရတာမဟုတ်ဘူးပြောစာအလက်လို့ဖာဂူဇန်စာအလက်ဖာဂူဇန်လို့လူမျိုးနှစ်ပေါင်းမြောင်များစွာမန်ချက်စတာယူနိုက်တက်ရဲ့တက်တော်ရှင်နီးပြဖြစ်လာရဲဆိုတာလေတမျိုးတဲ့တပုံစံနဲ့ခေါင်းမာခဲလို့မဟုတ် ချင်းသိတဲ့နေရာချင်းပြောင်းသိတဲ့နေရာပြောင်းလုံသိတဲ့နေရာလို့ဒီနေ့လိုပွဲမျိုးဂါနာချိုးလိုကောင်မျိုးမိနစ်80လောက်ထိအောက်ရတဲ့အကြောင်းပြချက်ကိုတွေးလို့တော့မရအနောက်မှာမိုင်နုဇက်စီဒါလော့ဒန်ယာပြန်လာစားမှုလို့မိနစ်နည်းနည်းလေးပဲထည့်တော့မှာတုံးလေမိမမိမစက္ကပြီးမှသိရင်သိပါစေဟမ်အကုန်လုံးမိနစ်80ကျော်80ကျော်ဒါလော့ဆို80ကျော်မှာဘာလုပ်တာဘာလုပ်ဖို့တော့မတုံးလေတုံးမနေပါနဲ့လားဘာလုပ်ဖို့များထည့်နေသေးတယ် ဒီပွဲပြီးရင်နောက်မှာဘီလာနဲ့တပွဲပဲကျန်နေပါလေဘီလာနဲ့ပွဲပြီးရင်တလငါခု9လပိုင်း6လပိုင်း8လပိုင်း7လပိုင်းထိနားချိန်ရတယ်3လနားချိန်ရတယ်ကစားသမားတယောက်ဒီလိုပွဲမျိုးဒဏ်ရာရလို့ဒီလိုပွဲမျိုးနာသွားလို့ဒီလိုပွဲမျိုးကျိုးသွားရင်တော့ကြားထဲမှာ3လအေးစေးစေးနေခိုင်းလို့ရတယ်ဟုတ်လားအများဆုံးနားရ6လနားရမယ်ဆိုတော့မှပဲရာသီကျိုးတပွဲ2ပွဲ3လ5ပွဲတလ9လနေပြန်လာပြီ ACN ထိရင်တော့6လတစ်နှစ်ထပ်ပို့မကြဘူးဟင်ဒီကောင်းလေးနားအများဆုံးနား3လပေါ့ နောက်မှလည်းတပွဲပဲကြံတော့တာဘာမှအရေးကြီးမလို့ဒီပွဲက fine နဲ့ပဲအာဒီလိုပွဲမျိုးမှာမင်းကမင်းနာကျင်တာတေးကျင်သေးကိုကနဲ့ကိုဘယ်ကောက်တော့မှကြည့်နေနဲ့ကြီးနေစရာလည်းအကြောင်းမရှိဘူးလူဆိုတာကိုတော့ကိုကလုံရင်ဘယ်ကောက်တော့မှကြည့်နေစရာအကြောင်းမရှိဘူးဒီနေရာငါမြင်ရမယ်ငါတင်းဖလားရဖို့ဆိုသူမကန်ခိုင်းလို့ကဟိုကောင်ကြီးကမကန်တာဟိုကောင်ကြီးကကန်ခိုင်းကန်မှာပဲဒီနေ့ဇန်စီဆိုလည်းဝင်လာတယ်ကန်တာပဲကာနာချိုဝင်လာတယ်ကန်တာပဲဒါလောက်ဝင်လာတယ်ကန်တာပဲဟုတ်လားကစားမကြီးဒီအသင်းမှာဒီပတ်စံယူလာတယ်ဒီလာလာယူထားတယ်ဆိုတာဒီအသင်းတို့ပေးဆက်ဖို့ ဟုတ်လားဒိုင်ယာလည်းရချင်ရမယ်မရချင်မရရှေးပွဲတွေဒိုင်ယာရမှာဆိုလို့ရှောင်းရှောင်းမစိဒီလိုပွဲမျိုးခြီးစွမ်းကောင်းတဲ့ကောင်သူကနေသူအစင်တီနေတဲ့ကောင်ပါလိုက်တုံးလိုက်မတုံးဘူးမိတ်ဆင်မောက်လို့ကောင်မျိုးမိနစ်80တနံအမော်ရီနောက်ရသည်ဆက်ရှိနေလဲဆက်အားပေးရမှာပဲဘာလို့ဆိုကိုရီးယား မန်ချက်စတာယူနိုက်တက်ကြီးကိုချစ်ပြီးတာ။အိုမင်းမမေအဲ့မှာရှိနေတဲ့ကောင်ကဘာကောင်ပဲဖြစ်ဖြစ်လရပဲဖြစ်ဖြစ်လင်ကောင်ဘိုးပဲဖြစ်ဖြစ်အာပေးစရာရှိရတော့အာပေးရမှာပဲဆိုတော့လေဆက်အာပေးကြတာပေါ့တကယ်ပါဒီလိုပွဲမျိုးကလက်ခံခြင်းညာလဲလက်ခံကြမယ်လက်မခံခြင်းလဲလက်မခံကြအောင်နီးပြဖို့မှာအများကြီးမူတည်တယ်အဲ့ဒီမေစင်မောက်တကောင်ကိုအဲ့ဒီနေရာမှာထားသုံးတာကိုအများကြီးလွယ် ဘရူနိုဖာနန်တက်ပါပျောက်သွားတယ်ပြီးတော့အနောက်မှာရှိနေခဲ့တဲ့လူရှော့လောက်ကောင်မျိုးကတကယ်ကောင်းတဲ့ left wing ကဘက်ဖြစ်နိုင်တဲ့ left wing ကဖြစ်နိုင်တဲ့ကစားသမားမျိုးကို left back လို့နေရာမှာခံစင်းနေရာမှာထားသုံးတယ်နောက်ဆုံး Hivan တို့နောက်မှာ Yoro တို့ Lindy Law တို့သုံးစရာတွေအများကြီးရှိရတဲ့တန်းနဲ့လူရှော့လောက်ကစားသမားမျိုးကိုအဲ့ဒီနေရာမှာထားသုံးတယ် အောင်ရသည်တပတ်တပွဲကြည်ရမယ်ပြီးပရီးမီးယားလိလာမယ်အဖေလာမယ်ခရာဘောင်းလာမယ်ဒါပဲဥရောပပွဲစဉ်တွေသူများတစ်ခါလေးကန်နေကိုယ်တွေအိတ်မယ်ရှေးကုန်ပါပါတကယ်ပါဖလားမရတာကြားတယ်အသေးနေဖလားရနေကြနေမလို့ဖလားရရပြောတော့အောင်လေဒီဖလားရတာကဘီလာနဲ့ဟိုတနေ့ကခွိုက်စတယ်ပဲလီယာမန်စီတီကိုနိုင်တယ်ဆိုတော့မန်စီတီကလည်းကြိုးစားတယ်ခွိုက်စတယ်ပဲလီယာလည်းကြိုးစားရတဲ့တလန်နဲ့ အာမဖြစ်လာတာပေါ့နော်ဒီနေ့ United ကတော့ခုနလိုမျိုး Golden K ရယ်ဆိုတဲ့အကြောင်းပြချက်ကမလုံလောက်ပါ Golden K ရယ်အပိုင်ခွင့်ရေးတွေလွဲတယ် Shot on target တွေအများကြီးနဲ့ဂိုးမရဘူးဆိုတာမလုံလောက်ပါဘာလို့မလုံလောက်လဲဆိုတာသူလည်း7ယောက်ကိုလည်း7ယောက်ကန်တာသူတို့လည်းစူးစမ်းမှာပဲဂိုးမပေးရအောင်အဲ့တော့ဂုံးမပေးရလို့ဘားတိုင်းထိထွက်တာတို့ဘေးရထွက်တာတို့ဟိုလိုထွက်တာတို့လို့မျိုးဒါမဖြစ်သင့်တဲ့ဟာလေးတွေကိုသင့်တဲ့အနေထားလေးတွေမကိုးခဲ့ဘူးဆိုရင်တော်သေးရဲ့ တစ်ဖက်သင်းကကိုသမားဖမ်းနိုင်လို့တစ်ဖက်သင်းကကာနိုင်လို့ဂိုးတွေရောက်ခံပြီးကိုကိုဂိုးမဲ့အလုံးကိုဗန်ဒီဗန်ပုတ်ထုတ်သွားလို့ဂိုးမရခဲ့တာကံမကောင်းခဲ့တာဆိုတာစောက်ရှိမပေါ့ကံဆိုတာအလုံးရှင်းတာအလုံးမလုံးနိုင်တဲ့ကောကံမကောင်းဒါပဲကံကောင်းခြင်းအလုံးပို့စူးစားဒါအဲ့တော့မန်ချက်စတာယူနိုက်တက်နေနဲ့ AC တန်နေတီတန်ပေါ့